မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေဗျာကျွန်တော်မြန်မာ National Post ကနောက်တော်လေးပါကြားနေရတဲ့သတင်းတစ်ခုကဒီရှိလာမဲ့9လပိုင်း20ရက်နေ့မှာတက္ကသိုလ်ဝန်ထမ်းဆောင်ွေးပွဲတွေပြန်ဖြေရမယ်ဆိုတဲ့သတင်းထွက်နေတယ်ပေါ့ဗျာဒီငလျင်လောက်ခတ်ပြီးတဲ့နောက်ပိုင်းမှာနိုင်ငံတော်ကသတင်းထုတ်ပြန်ချက်တစ်ခုထုတ်ပြန်ထားတာရှိတယ်အဲ့ဒါကတော့ဒီမန္တလေးမှာထားတဲ့တက္ကသိုလ်ဝန်ထမ်းចောင်းသားတွေရဲ့အခြေလွှာတွေပျက်စီးဆုံးရှုံးမှုတွေရှိတယ်အဲ့ဒါသတင်းထုတ်ပြန်ထားပြီးပေါ့ဗျာနော် အဲ့ဒီသတင်းထုတ်ပြန်ချက်ရဲ့နောက်ဆက်တွဲပေါ့နောက်ဆက်တွဲကတော့ဒီတက္ကသိုလ်ဝန်ထမ်းကျောင်းသားကျောင်းသူတွေကိုစာမေးပွဲပြေဆိုခိုင်းမယ်ဆိုတဲ့အခြေအနေပေါ့အဲ့ဒါလေးကိုကျွန်တော်နောက်ပိုင်းမှာဆက်ပြီးတော့ဆွေးနွေးသွားမယ်ဗျာဒါကဖြစ်တယ်လားမဖြစ်တယ်လားပေါ့ဗျာနော်ဒါကတော့ကျွန်တော်အမြင်ကိုကျွန်တော်ဆွေးနွေးတင်ပြမှာပါကျန်တဲ့သူတွေဖြစ်တယ်နဲ့ဆိုတဲ့အမြင်ရှိတဲ့သူတွေလည်းရှိမယ်မဖြစ်တယ်ဘူးဆိုတဲ့အမြင်ရှိသူတွေလည်းရှိမယ်ပေါ့ဗျာနော်ကျွန်တော်အကျိုးနဲ့အကြောင်းနဲ့ကိုအလေးကိုထပ်ပြီးတော့ဆွေးနွေးသွားမယ်ပေါ့ ပြင်းထန်ကလေးလှုပ်ခတ်ခဲ့ခြင်းသည်နေကင်းဘတ်ဖြစ်ခြင်းကြောင့်လူအများထိခိုက်မှုညှော်နေခဲ့ခြင်းမှာအဆိုးရဲမှအကောင်းမင်ဖြစ်ကြောင်းညဘက်အချိန်တွင်ညဘက်အချိန်တွင်သာလှုပ်ခတ်မှုဖြစ်ပေါ်ခဲ့ပါကထိခိုက်ဒဏ်ရာရမှုများမှာမတွေးဝန်စရာပင်ဖြစ်ကြောင်းဒါကကျွန်တော်တို့နေကင်းဘတ်ဖြစ်သွားတဲ့အခါကျတော့တချို့ရုံးဝန်ထမ်းတွေရုံးသွားနေကြတဲ့အချိန်အိမ်မှာလူအနေငယ်သာကြံနေခဲ့တဲ့အချိန်ပေါ့ဗျာနောက်ကဒီရုတ်တရက်ဖြစ်ပေါ်လာတဲ့အချိန်တွေမှာနေကင်းဘတ်ဖြစ်နေတဲ့အတွက်ကြောင့်လည်း ေးနိုင်လွှားနိုင်တဲ့အနေအထားမျိုးပေါ့ဗျာနော်ညာဘက်တာဆိုရင်တော်တော်များများအဲဒီဒုက္ခရောက်ရမယ့်အခြေအနေကိုဒါတွက်ဆပြီးတော့ပြောဆိုထားတာမျိုးတွေ့ရတယ်။အဲ့ဒီတိကျပျက်စီးဆုံးရှုံးမှုကိုပြန်ပြီးတော့ကျွန်တော်တို့ဒီသူများတွက်ဆကြည့်ပေါ့ဗျာနော်အဆောဝဝူပေါင်း9233လုံးစာတင်ကျောင်းပေါင်း1824ကျောင်းဘုံတော်ကြီးကျောင်းနဲ့တီလာရှင်စာတင်တိုက်2952ကျောင်းအလုံးများပြားတဲ့ပမာဏပေါ့ဗျာနော် ကျွန်တော်ကနေပြည်တော်ထဲမှာတချို့သောတချို့သောအဆောက်အဦတွေအခုလို့ဆူဆူရွရွဖြစ်ချင်းဟာဆောက်လုပ်စင်မှာအားနေချက်တွေရှိတယ်ဆိုတာလေးကိုကျွန်တော်ကမြင်တယ်။ဒါပေမဲ့တချို့ကအဲ့ဒီကျွန်တော်ရဲ့အမြင်ကိုလက်မခံဘူး။ဒါကငလျင်ပြင်းထန်လို့ဟုတ်တယ်ငလျင်ပြင်းထန်တာလဲတပိုင်းဒီဘက်ကအားနေချက်ရှိနေတာလဲတပိုင်းဆိုတော့ပို့ပြီးတော့ဆူဆူရွရွခံရတယ်ပေါ့ဗျာနော်။ဒါကကျွန်တော်ဒီအခုကျွန်တော်ထည့်ပြောလိုက်မယ်ပေါ့ဗျာ။ ဒီဝန်ထမ်းအင်အားတွေအေကာ1000လို့အေကာ3000လို့အဲ့ဒီဝန်ထမ်းအင်အားတွေစောက်လုတဲ့အချိန်ကိုပြန်ပြီးတော့စီစစ်တွက်ကြည့်လိုက်အဲ့ဒီစောက်ဦးတွေစောက်လုတဲ့အချိန်ဟာမိုးတွင်းကာလအဲ့ဒီအချိန်မှာဒီစောက်ဦးတွေကိုနိုင်ငံတော်ကတာဂက်နဲ့စောက်ရတယ်ဒီမှာစောက်လုနေတဲ့လူတွေကဒီဟုတ်ဘူးမီတက်အပေါ်ကိုတက်လာအောင်လုပ်တယ်အောက်မှာဘလူတွေလုတ်ခဲ့ကြလဲတနည်းကြာစီစစ်ခဲ့တာမရှိပါဘူး တည်တယ်အဲ့ဒီဝန်တန်းတန်းရားလေးမှာနေတဲ့ဒေတာကန်တွေလည်းရှိတယ်အဲ့ဒီဒေတာကန်တွေလည်းစောင့်လို့စင်ကအခြေအနေတွေကိုတည်တယ်အဲ့ဒါကြောင့်တချို့ဆိုရင်အောက်ထပ်ကို map တယ်ပေါ့ဗျာနော်အောက်ထပ်မှာနေခြင်းကြတယ်အောက်ထပ်ဆိုတော့တွားရရလွယ်ကူတယ်ပေါ့နော်အဲ့ဒီဘက်ကလူတွေကတချို့ဆိုရင်အဲ့ဒေတာကန်တွေကအောက်ထပ်ကိုမယူတဲ့သူတွေတောင်ရှိတယ်အဲ့ဒါကကျွန်တော်ကဟိုအပြစ်တင်ပြောဆိုဖို့ပြောတာပေါ့ပေါ့အားနဲ့ချက်ရှိခဲ့တယ်ဆိုတော့ပြောတာဒါကိုလည်းနိုင်ငံတော်အကြီးအကဲကတိလို့ဒီဥစ္စာကိုထောက်ပြပြောဆိုတယ်လို့ကျွန်တော်ယူဆတယ်ဥပမာဒီနေပြီးတော့ နေပြည်တော်စောက်တဲ့အဆောက်အဦမှန်သမျှဟာတော်တော်များများဟာဖုတ်ဖို့မိတတ်ဖြစ်တယ်။ဥပမာအားဖြင့်ဝင်ကြီးဌာနအဆောက်အဦတွေဆိုလဲအာကြီးကျယ်ခမ်းနားတဲ့အမြင်အားဖြင့်တော့ဟုတ်တယ်။ဒါပေမဲ့အဲ့ဒီမှာ စောက်လုပ်စဉ်ကတော့ကျွေးချက်တွေရှိခဲ့တယ်။အတော်နဲ့တောင်းနဲ့မှာအဲ့ဒီမှာအငန်းငန်းအပြက်ပြက်နဲ့ဒီစောက်လုပ်ရေးပစ္စည်းတွေအချိန်မှမရောက်ကန်ထရိုက်တာတွေအရှုံးပေါ်ဒီကုမ္ပဏီတွေဘက်ကလည်းဗျဒီစောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေနောက်နေကြကြတာဒီမှာလုံသားတွေအတွက် ခက်ခဲကြက်တဲတွေဖြစ်တာဒါမျိုးတွေရှိတာပေါ့ဗျာအဲတက်တရာပေါင်းကတော့တောင်း6000ပေါ့နော်ဒီစပြီးတော့ဆောက်လို့စင်တာအဲ့တော့ဝန်ကြီးဌာနယုံကြီးတွေဘလောက်ပဲကြီးကြီးစောက်ထားစောက်ထားအဲ့ဒီမှာလည်းအားနဲ့ချက်တွေရှိတယ်ဒီဝန်ထမ်းလိုင်းကန်းတွေမှာလည်းဒုံနီ၎င်းပဲအားကြောင့်လဲဆိုတော့အမှတ်ရအတွင်းမှာပဲခြေနေတိပြီးအောင်ပဲခြေနေတိပြီးအောင်လှုပ်ဆောင်ရမယ်ဆိုတဲ့တာဂက်ရှိတယ်အဲ့ဒီလိုတတ်မှတ်ထားတဲ့ကာလအတွင်းမှာပစ္စည်းကအလုံးအလောက်ရှိမရှိ ာတီဥရုကဒီဥစ္စာကိုလုံနိုင်မှုအခါပေးမပေးပေါ့ဗျာနော်ဒါတွေကိုမတွက်ဆနိုင်ဘူးပြောရဲဒီလုတ်တဲ့သူတွေထဲမှာလဲကန်ဖရိုက်တာတွေထဲမှာလဲတာမန်ဒီကန်ဖရိုက်တာတွေဟုတ်ဘူးအဲ့တော့အဆိုရင်အင်ဂျင်နီယာတော်တော်များများကဒီကုမ္ပဏီတွေကနေလုတ်ဖတ်ပြီးတော့အဲ့ဒီအလုံးပြတ်တွေယူပြီးတော့ကန်ဖရိုက်တာလုတ်တာတွေရှိတယ်သူတို့အင်ဂျင်နီယာတွေကန်ထွိုင်းလုတ်တော့ပို့ပြီးတော့ဗျာကုမ္ပဏီတွေကတာဝန်ပေးတာမျိုးရှိတာပေါ့အဲ့ကန်အင်ဂျင်နီယာလဲအင်ဂျင်နီယာလို့သာအမိခံတာပဲအဲ့သူတို့လည်းပြီးစွလွယ် လုတ်ခဲ့ကြတာတွေရှိရဒါကဟိုပြန်ပြီးတော့ပြစ်တင်ပြောဆိုတာမဟုတ်ဘူးဟိုကတင်ကန်းစာယူကြရတွေရှိရဒါကိုလည်းနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတို့ကထည့်ပြီးတော့တုံ့တက်ပြောဆိုသွားတယ်ပေါ့ဗျာအော်မြေမြစီစီချက်များအရအချို့အဆောက်အဦများဆောက်လို့ရမှာအင်ဂျင်နီယာပိုင်းဆိုင်ရာတတ်မှတ်ချက်များနဲ့ကန့်ညီမှုမရှိသည်ကိုစီစစ်တွေ့ရကြောင်းအရမှန်ပဲတို့တို့တတ်မှတ်ချက်နဲ့မညီညွတ်ပဲဆောင်ရွက်ထားသည့်များကိုပြန်လည်စီစစ်အေးအေးယူဆောင်ရွက်ရန်လိုကြောင်းဆိုတော့ဒါဆိုတော့တော်တော်လေး လေးထားဆောင်ရွက်ရမယ်အပိုင်းဖြစ်သွားပြီပေါ့ဗျာတော်တော်လေးကျေပြန့်သွားပြီပေါ့ဒီနိုင်ငံတော်အကြီးအကဲကတော့ဒီလိုပြောတယ်အစင်စင်ကောင်တာဝန်ရှိသူတွေကဒီလိုလုံးမလုံးကတော့မသိနိုင်ဘူးပေါ့နော်နိုင်ငံတော်အကြီးအကဲကတော့ဒီလိုပြောလိုက်ပြီပေါ့ဒီစစ်အရေးယူသွားရင်အစာဦးစောက်လုံးမှုနဲ့ပတ်သက်၍နောင်တွင်စောက်လုံးရေးဆိုင်ရာဖွဲ့စည်းများစီရင်သားရာရေးဖွဲ့စည်းများအနေဖြင့်မြို့နယ်နှင့်ခရိုင်များအလိုက်ဖွဲ့စည်းပေးထားသည့်ကော်မတီများနှင့်ပူးပေါင်း၍အစာဦးစောက်လုံးမှုများကိုစနစ်တကျကြက်မှတ်စီစဉ်မှုများဆောင်ရွက်သွားရန်လိုကြောင်း တို့တို့ဆောင်ရွက်သွားမည်ဆိုပါကနောင်တွင်အသက်ပေါင်းများစွာကိုကယ်တင်နိုင်မည်ဖြစ်ပြီးဘလူလာအပ်သည့်ထိခိုက်ပျက်စီးဆုံးရှုံးမှုများကြောင့်လည်းသွားမည်ဖြစ်ကြောင်းဒါကတော့လေးနက်တဲ့အပိုင်းပဲဗျလေးနက်တဲ့အပိုင်းပဲဆိုတော့အဲ့တော့အဲ့တော့ဒီမြို့ရွာရက်ွက်တွေထဲမှာအစာအုပ်တွေဆောက်လုပ်တဲ့အခါစီပင်ကစစ်ဆေးတယ်တကယ်စစ်တလားပေါ့ဒီနေပြီးတော့အဝန်အဝိုင်းအတွင်းမှာရှိတဲ့နေပြီးတော့လဲဝေးပေါ့ဗျာလဲဝေးတို့ပြင်မနာတို့တကုံးတို့ အဲအဲ့ဒီလိုမျိုးတွေမှာစောက်လုံနေတဲ့အဆောက်အဦတွေနဲ့ပတ်သက်လို့ပဲတကယ်စီစစ်တလားအဒီထဲမှာအဆောက်အဦတွေစောက်လုံတဲ့နိုင်ငံတော်ကိုခွန်ကနာပေးသွင်းရမယ်နိုင်ငံတော်တွေကိုတကယ်ဝင်သလားအဲ့ဒီလောက်ထိအဲ့ဒီလောက်ထိပေါ့ဗျာနော်ဒါအားနေချက်တွေကတော့များပါတယ်ဒါလေးကိုပဲပြောချင်ပါအားနေချက်တွေကတော့များပါတယ် အဲ့တော့ပြန်လည်ထူထောင်ရေးလုပ်ငန်းများနဲ့ပတ်သက်ပြီးတော့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကပြောဆိုတဲ့အခါမှာပြင်းထန်ငလျင်လှုပ်ခတ်ပြီးကိုရမြောက်နေသူရောက်ရှိလာပြီးဖြစ်ပြီးအပြည့်စည်းများကိုရှင်းလင်းနေပြီးဖြစ်ကြောင်းကုညီကယ်ဆယ်ရေးလုပ်ငန်းများနှင့်ရှင်းလင်းရေးလုပ်ငန်းများကိုမြန်မာနိုင်ငံမိသားတပ်ဖွဲ့ဝင်များနဲ့ရဲတပ်ဖွဲ့ဝင်များတပ်မတော်သားများလူမှုဝန်ထမ်းကယ်ဆယ်ရေးဖွဲ့များနဲ့နိုင်ငံတကာမှကုညီကယ်ဆယ်ရေးဖွဲ့များဖြင့်ဆောင်ရွက်လျက်ရှိကြောင်းအပြည့်စည်းများအမြန်ဆုံးရှင်းလင်းဆောင်ရွက်သွားရန်လိုကြောင်းငလျင်တန်တင့်ပြည်သူများအတွက် အစားအသောက်များတကူရီသုံးပစ္စည်းများနဲ့ယာယီနေထိုင်ရေးအတွက်လိုအပ်သည့်ပစ္စည်းများယာယီဆေးရုံများလုံလောက်စွာရရှိစေရေးအတွက်မိမိနေဖြင့်ဒီဘနိုင်ငံများနဲ့ဆွေးနွေးဆောင်ရွက်လျက်ရှိကြောင်းဒါကတော့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌအနေနဲ့ဒီငလျင်ဖြစ်ဖြစ်ချင်းမှာပဲဒီမိန့်ခွန်းပြောကြရမှာနိုင်ငံတော်ကိုအကူအညီတောင်းခံတဲ့အတွက်ဟိုဗျာနိုင်ငံရေးအရာထူးနှက်နေတဲ့အမေရိကန်လိုနိုင်ငံမျိုးကတော့အကူအညီတွေပေးပို့တယ်ဆိုတဲ့အနေအထားရှိတယ်ပေါ့ဗျာဒီကျွန်တော်တို့အိန္ဒိယအိန္ဒိယဆိုရင်တော့ဒီငလျင်ပေးအတွက် အများဆုံးကူညီထောက်ပံ့တဲ့နိုင်ငံလို့တော့ပြောနိုင်ပါတယ်ဒီနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနဲ့အိန္ဒိယဝန်ကြီးချုပ်နဲ့တွေ့ဆုံတဲ့အချိန်မှာလည်းသူတက်နိုင်သမျှတက်ဆွမ်းသမျှကိုကူညီပေးမယ်ဒီငလင်ပေးနဲ့ပတ်သက်ပြီးတော့ဒီလိုခရီးစကားမျိုးရတာရှိတယ်ပေါ့ဗျာနော်အပြီးအခါမှာတရုတ်ရုရှားပေါ့ဗျာအများဆုံးကူညီပေးတဲ့တိုင်းပြည်တွေထဲမှာပါတာပေါ့ဒီဒီသူအများအများအတိဒုက္ခဒီကြီးပျက်စီးဆုံးရှုံးရတယ်ဆိုတဲ့အချိန်မှာ ဒီအမေရိကန်လိုနိုင်ငံမျိုးကတော့နိုင်ငံရေးထိုးနှက်နေတာမျိုးမဟုတ်ဘဲနဲ့ဒီ UNG ရဲ့လက်ပါစီတွေခွေးလိုဟောင်းနေတဲ့အချိန်မှာတော့ဒီအကူအညီတွေထောက်ပံ့နေပေးတယ်ဆိုတော့ကိုကဒီအချိန်နေပေါ့ဘူးနိုင်ငံတကာကဒေချာမိတယ်၊ကုညီမဖြစ်မဲ့လူသားချင်းစာနာထောက်ထားမှုအရကုညီမဖြစ်မဲ့ဒီနိုင်ငံရေးရထိုးနှက်ချင်တာတွေကိုကနရက်ွယ်ပြူထားပြီးတော့ကုညီပံ့ပိုးပေးတယ်ဥပမာအပြင်မလေးရှား၊အင်ဒိုနီးရှားပေါ့ဗျာနော် အိန္ဒိယချင်းဘင်္ဂလားဒေ့ရှ်ပေါ့ဒါဆိုရင်နိုင်ငံရေးရအထုနှက်မှုတွေရှိနေတဲ့တိုင်းပြည်တွေပဲပေါ့နော်တိုးတော့ဒီဘေးမှာငလျင်ဘေးမှာတော့တို့တို့ဒီလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေတို့တို့လည်းပေးတာပဲဖြစ်တယ်ပေါ့ဗျာနော်ဒါကတော့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌအနေနဲ့ပုံမှန်လေးလေးဖြစ်ပေါ်ခဲ့တဲ့အခြေအနေကိုဝင်လင်းမြင်သာစွာခြားပြပြီးတော့နိုင်ငံတကာကိုအကူအညီတောင်းခံခဲ့မှုကြောင့်ဒီလိုအကူအညီထောက်ပံ့နေရတယ်ဒီလိုမြင်ရမှာဖြစ်ပါတယ်နောက်တော့ကလမ်းမဆက်သွယ်ရေးပျက်စီးဆုံးရှုံးမှုတွေနဲ့ပတ်သက်ပြီးတော့ ။နံပါတ်ဆက်သွယ်ရေးများအများဆုံးပြန်ပွင့်နိုင်ရန်လိုကြောင်းဒီကိပြည့်စည်ခဲ့သည့်မော်တော်ကားလမ်းများယထာလမ်းများနှင့်တရားများပြန်လည်ပြင်ဆင်လျက်ရှိကြောင်းလာသူပြူကြပျက်စီးမှုဖြစ်ပွားခဲ့သည့်သကိုင်းတရားအားပြန်လည်ပြင်ဆင်၍ယထာပြန်လည်ပြည့်စွဲနိုင်ရေးအတွက်ပြင်ဆင်ဆောင်ရွက်လျက်ရှိပြီးပြည်ပနိုင်ငံတို့မှလည်းကုညီဆောင်ရွက်ပြီးမည်ဟုကနဦးသိရှိထားကြောင်းအဆိုပါသကိုင်းတရားသည်ထက်မြမာပြည်သို့သွားရောက်သည့်ယထာလမ်းပိုင်းတွင်အဓိကကြောင်းထို့ကြောင့် ယထာတော်လာနိုင်ရေးပြင်ဆင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းရန်ကုန်တရားစီလည်းမူလီများပြုတ်ထွက်ပြီး NLA ရှိသည့်အခြေအနေဖြစ်နေသည်ကိုတွေ့ရှိရကြောင်းတရားများမှတော်လာနိုင်ရေးအမြန်ဆုံးပြုပြင်ဆောင်ရွက်သွားရန်နောက်တစ်ခါဒီငလင်းဘေးတင်ပြည်သူတွေကိုကူညီဆောင်ရွက်ပေးသွားဖို့အပိုင်းမှာတော့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌပြောသွားတာကတော့ငလင်းတန်းကြောင့်ထိခိုက်တိုက်ဆုံခဲ့မှုများအတွက်တဦးလင်းဝေကျက်ဆက်သိန်းစီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းအဆောက်အဦများထိခိုက်ပျက်စီးခဲ့မှုများနဲ့ပတ်သက်၍လည်း အဆောက်အဦပျက်စီးမှုများပေါ်မူတည်ပြီးနိုင်ငံတော်မှာထောက်ပံ့မှုများကိုဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းစောလိုရေးလုပ်ငန်းများဆောင်ရွက်နေသူများအနေဖြင့်လည်းမတော်လောဘများဖြင့်ဈေးနှုန်းများအဆမတန်မြင့်တင်ရောင်းချခြင်းများမရှိစေရေးတိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့်မမကံကံဖြင့်ကြက်မဆောင်ရရန်လိုကြောင်းမို့ပြန်နော်အခုဆိုရင်ပဲပြည်လက်မြေက3000ကျော်ဈေးတိဖြစ်လာပြီပေါ့ဗျာရှင်ဒီကအဲတော့ ဆောက်လုပ်ရေးလုပ်ငန်းများဆောင်ရွက်နေသူများအနေဖြင့်လည်းမတော်လောပါများဖြင့်ဈေးနှုန်းများအဆမတန်မြင့်တင်၍ရောက်ချခြင်းများမရှိစေရည်နိုင်ငံတော်အကြီးအကဲကတော့မှားတယ်ပေါ့ဗျာဝိသမလောဘသားတွေကတော့ဒါတွေကိုမျက်ဖွယ်ပြုထားကြမှာပဲဖြစ်တယ်ဒီတာဝန်ရှိသူတွေကစက်မှတ်ဆောင်ရွက်နိုင်ရင်တော့ကျန်လေထူတော်ရေးမှာအဆမတန်ဈေးနှုန်းမြင့်တင်ရောက်ချမှုတွေကိုထိန်းချုပ်နိုင်မယ်ပေါ့ဗျာ တာဝန်ရှိသူတွေကလည်းမကြက်မဘူးဆိုရင်တော့ဝိသမလောဘသားတွေအကြိုက်ဖြစ်မှာပေါ့နော်ဒါကတော့နိုင်ငံတော်စီမံဥစ္စာရေးကောင်စီဥက္ကဋ္ဌကဒီနိုင်ငံတော်စီမံဥစ္စာရေးကောင်စီအစိုးရအဖွဲ့အစည်းအဝေးမှာမှာကြားသွားတဲ့အကြောင်းအရာလေးတွေကိုအနေနဲ့ဆွေးနွေးတင်ပြခြင်းဖြစ်ပါတယ်အခုကတော့ကျွန်တော်အစောပိုင်းမှာပြောထားသလိုပဲဒီအထက်မြန်မာပြည်ကျောင်းသားကျောင်းသူတွေရဲ့အခြေလွှာတွေပျက်စီးဆုံးရှုံးသွားတယ်အဲ့ဒါကို9လပိုင်း20ရက်နေ့ကျရင်စာမေးပွဲပြန်ပြေခိုင်းမယ်ဆိုပြီးတော့ တဲ့ရင်စကားထွက်နေတယ်ပေါ့ဗျာအကြောင်းဆရာဆရာမတွေအတိုင်းဝိုင်းကကြားရတယ်ပေါ့ဗျာဒါဆိုရင်တော့တေးကြသလောက်ဖြစ်တယ်ပေါ့နော်တချို့လည်း line ပေါ်တင်ပြီးတော့ရေးနေကြတာတွေတွေ့နေကြပြီသူတို့ဗျာဒီလို ခင်းချင်းမှာဒီလိုလှုပ်ဆောင်မှုဟာလှုပ်တင်သလားကျွန်တော်ရဲ့ရှူတောင်းကတော့မလှုပ်တင်ဘူးပေါ့ဗျာမလှုပ်တင်ဘူးဆိုရင်မင်းရဲ့ဒီចောင်းသားတွေကိုဘာရေးချင်းသူတို့ရေးချင်းဘယ်လောက်ရှိတယ်ဆိုတာမသိဘဲနဲ့သူတို့ကိုအောင်ပေးရမှာလားတစ်နှစ်လုံးလုံးတက်လာတယ်ចောင်းသားတွေ အရေးချင်းစစ်ဆောင်မေးပွဲတွေကြောင်းလွှင်းဆောင်မေးပွဲတွေဖြေဆို့တာရှိတယ်။အခုဒီအဖြေလွှာတွေပျက်စီးဆုံးရှုံးသွားတယ်။ဒါကကျောင်းသူကျောင်းသားတွေရဲ့လက်ထက်မှာပျက်စီးရတယ်ပေါ့။ကျောင်းသူကျောင်းသားတွေပေရောကကြောင့်ပျက်စီးရတယ်ပေါ့။ဒါဆိုရင်ပြောစရာရှိတယ်။အတောင်ဝင်ရှိသူတွေကလည်းဒါတွေကိုပျက်စီးပြစ်တာပေါ့။ဟုတ်ပြီ။တဘာဝဘေးဒဏ်ကြောင့်ပျက်စီးသွားတယ်။တဘာဝဘေးဒဏ်ကြောင့်ပျက်စီးသွားတဲ့အချိန်မှာထိခိုက်ပျက်စီးမှုတွေလည်းအထက်မြန်မာပြည်ကအများဆုံး ီရထမြန်မာပြည်ကိုဒီကိစ္စပြန်ပြီးတော့ဖြေဆိုရမယ်ဒီဖြေလွှာတွေပျောက်ဆုံးသွားလို့ဆိုတဲ့ခါကျတော့အဲ့ဒီမှာတောင်းသားကြောင်းသူတွေကတချို့ဒီငလင်တန်ထဲမှာ ပါကောင်းပါသွားမယ်တချို့ကြောင်းသားကြောင်းသူပါမသွားဘူးမိဘဆွေမျိုးသားချင်းညီကိုမောင်နှမတွေပါသွားမယ်စဉ်းစားကြည့်ကဲတချို့ကလည်းဆောင်းမွေးပြီးသွားပြီသူတို့ဒီဆောက်ဥစားရန်နေလဲပြီးတင်တဲ့လူကိုပေးလိုက်ပြီးဒီလိုမျိုးတွေရှိမယ်ပြီးသွားပြီလေသူတို့အလုပ်တော်ဝင်သူတို့ပြီးသွားပြီ အဲ့ဒါကိုပြန်ပြီးတော့ဖြေရမယ်ဆိုတော့ចောင်းသူចောင်းသားအတိုင်းကအကုန်လုံးကအရှင်ပြေချောမွေ့ပြေလည်နေတာလားတရားမှာတရားကိုပြအရှင်ပြေချောမွေ့တည်လေတဲ့သူကចောင်းသောចောင်းသားအများစုကအဲ့ဒီ12တန်းစနစ်ပြောင်းပြီးတဲ့ကူကအရှင်မပြေဘူးចောင်းသားမိဘတွေကိုယ်တိုင်ကလည်းအဲ့ဒီ12တန်းစနစ်ကိုအရှင်မပြေဘူးဆရာကြီးတယောက်ကကျွန်တော်ဒီ12တန်းပြောင်းပြီးတဲ့ကူကသူကျွန်တော်တပေါ့ပေါ့ပြော လက်ရှိပညာရေးကိုစီမံနေသူတွေရဲ့စီမံခန့်ခွဲမှုအမှားတွေဒီမြန်မာပြည်အနေအထားနဲ့ဆန္ဒစနစ်ဟာဘလို့မှမဖြစ်တယ်ဒီပြောသူ့ရဲ့ဒီပြည်သားပြောဆိုချက်တွေကိုကျွန်တော်တလက်ဆက်ဖော်ပြရင်ကျွန်တော်လည်းဖန်ခံရမှာသူလည်းဖန်ခံရမှာအတူကိုငဲ့ညာပြီးတော့လည်းကျွန်တော်မဖော်ပြတော့ပြီးရင်လည်းကျွန်တော်တို့ပြောဆိုတင်ပြသမျှကငကလက်အတိမတ်မပြုပညာရေးကိုစီမံခန့်ခွဲဝင်ရှိသူတွေကသူတို့ကအာနာရှင်ဆန်ဆန်စီမံခန့်ခွဲနေတယ် ဆက်နှစ်တက်ဆက်နှစ်ပြောင်းတယ်ဘယ်ပြည်သူရဲ့သဘောထားကိုကောက်ခံတယ်ဘယ်ပြည်သူရဲ့သဘောထားမှမကောက်အာကျွန်တော်ကကျွန်တော်ဘဝနဲ့ကျွန်တော်နှိုင်းပြီးတော့ပြောတာကျွန်တော်တို့ကပညာတက်ကြီးတွေမဟုတ်ဘူးမာစတာလည်းမရဘူးပါရဂူလည်းမရဘူးကျွန်တော်တို့ကယူယူအဝေးတင်ပွဲလေးပဲရအင်္ဂလိပ်စာလေးကိုခုတဲထဲမှာတွတ်တက်ပြီးတော့မတော့တစ်ခေါက်ထိတက်ကျွန်တော်တို့ကအဲ့တော့ပညာတက်ကြီးတွေထဲမှာမပါဘူးပညာတက်ကြီးတွေထဲမှာမပါတော့ပညာနဲ့ပြည်သူလူထုကိုဟိုစားပညာပြတဲ့အထဲမှာလည်းမပါဘူး ပညာနဲ့ပြည်သူလူထုကိုအတိဒုက္ခရောက်အောင်လုပ်ခဲ့တဲ့မှာလည်းမပေါ့အခု NUG ကဟာဒီပညာတတ်တွေပဲဆရာဝန်တွေအင်ဂျင်နီယာတွေဘာတွေညာတွေပညာတတ်တွေပဲအဲလူငယ်တွေကိုအဲ့မှာအကျံဖတ်လမ်းစဉ်ပေါ်တွန်းပို့သွားပညာတတ်တွေပညာတတ်တွေရုံမှရင်တာမန်သူရုံမှတာထပ်ပို့တယ်သူတို့ကိုသူတို့ကိုလို့ယုံပြီးတော့အဲသူတို့ကိုထောက်ခံအားပေးတဲ့လူကိုတည်တွင်းနဲ့တွန်းပို့အဲ့ဒါလည်းပညာတတ်တွေရဲ့ဒုက္ခပေးခြင်းကိုခံရတာလက်ရှိပညာရေးကိုစီမံခန့်ခွဲနေတဲ့သူတွေကပညာပြပြန်တော့လေကျွန်တော်တို့ ပညာရေးကိုလူလာတဲ့ပြည်သူတွေခံနေရတာ။အကျွန်တော်ကဘဝနဲ့ဂျင်းပြီးတော့ပြောတယ်ဆိုတော့ကျွန်တော်တို့စေတန်းကိုတော့ခက်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 ရုန်းကန်ပြီးတော့တက်ရတာ။အခုဆန်တန်းဆိုတော့ဗျာ။ဒီနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဆိုရတဲ့ထက်ကြောင်းပြန့်ဖွင့်တဲ့အချိန်မှာကျွန်တော်ညီကစေတန်းတက်ရအောင်။အဲဒီမှာဒီတွေးထိုးလုံဆောင်မှုတွေကြောင့်ပထမတစ်နှစ်ကြောင်းပြန့်ဖွင့်တဲ့အချိန်မှာကျွန်တော်ကတော့ကြောင်းပြပြောဆိုရဲငါညီပြည်ပြည်ဝရံပြည်ရဲ့စကားတွေကိုနားမယောင်သင်ဘူး။ ်ညာရေးကိုဆုံးခန်းတိုင်အောင်တွားရမယ်။အဲ့ဒီမင်းတို့ကိုလုံဆောင်နေတဲ့ကောင်တွေဒီလဲအဲ့ဒီတမတော်အစိုးရလက်ထက်မှာပညာသင်ကြားခဲ့တဲ့ကောင်တွေပဲ။သူတို့ပညာသင်ကြားနေစဉ်တုန်းကတော့ဒီပညာရေးကိုသပိတ်ပေါင်းအောင်မဲ့စိတ်ကြုံပညာရေးလို့ဘာဖြစ်လို့မလုပ်တာလဲ။အခုကြောင့်မှဘာဖြစ်လို့ဒီလူငယ်လူရွယ်တွေကိုကြောင့်မှစိတ်ကြုံပညာရေးမတက်ကြနိုင်လို့ပြောတာမှန်သလား။ကျွန်တော်အမျိုးမျိုးဖြောင်းပြပြောကြောင်းတက်စေချင်လို့လို့အဲ့ဒီကျွန်တော်ညီကအဲ့ဒီကျွန်တော်စကားကိုနားထောင်ပြီးအဲ့ဒီနဲ့တက်လိုက်လို့ချင်းဒီ ဂရိတ်12နဲ့စနစ်ကနေလွတ်တော့အဲ့ကောင်ကအဲ့ဒီတစ်နှစ်ကျွန်တော်စကားနားမတော့တော့တစ်နှစ်သူ10တန်းပြန်တက်တဲ့ချိန်အဲ့မှာဂရိတ်12ကစကျွန်တော်ကကျွန်တော်ညီအတွက်နှစ်နှစ်နာပါတစ်နှစ်တက်လို့ချင်းတက်တူကိုရောက်တော့မှာအဲ့ဒီမှာပြင်ညာရေးဝန်ကြီးဌာနကလှုပ်လိုက်တာနောက်ထပ်နှစ်နှစ်ထပ်ပြီးတော့တက်ကျွန်တော်ညီကအခုနှစ်ဆိုရင်တက်တူဒုတိယနှစ်ဖြစ်နေရအာကျွန်တော်တို့ကမရှိတဲ့လူတွေကြတော့နာတာပေါ့ဗျာ ဆယ်တန်းပြီးသွားပြီဆိုရင်သူ့ရဲ့ဒီပညာရေးကိုကျွန်တော်အင်္ဂလိပ်စာတင်တန်းလေးတွားတက်ခိုင်းမယ်ကွန်ပျူတာတင်တန်းလေးတွားတက်ခိုင်းမယ်လုပ်ငန်းဝင်ဝင်ရင်းနဲ့ကြောင်ဆက်တန်းနိုင်မယ်အမှကောင်းကောင်းရရင်လည်းဒီပညာပါညာတက်လို့ရမယ်အမှမကောင်းရင်လည်းဝေးတင်တက်ဖို့ဘွယ်လေးပဲယူပြီးတော့တခြားသောပညာရပ်ကလေးတင်ပြီးတော့ရပြီကျွန်တော်တို့မိသားစုကိုပြန်ပြီးအကျိုးပြုလို့ရအခုကပညာရေးဝန်ကြီးဌာနကလှုပ်လိုက်တော့ကျွန်တော်တို့ကအဲ့ဒီနှစ်နှစ်ကဒီကောင်အကြောင်းစီအတွက်ပဲအဲ့ဒါလေကျွန်တော်ကပေးရတာ အဲအဲ့ဒီလူနဲ့ကျွန်တော်တို့ကနှစ်နှစ်နည်းနည်းနောင်ပါပညာရေးဝန်ကြီးရဲ့တာသမီပညာရေးညွှန်မှုရဲ့တာသမီမထိကြိုက်ဘူးလေဗျာသူတို့တွေကဒီစတိတ်ကျောင်းတွေမှာတက်ချင်မှာတက်မှာ international ကျောင်းတွေမှာတက်ချင်လဲတက်တယ်မိမိတို့တာသမီတွေနဲ့နှိုင်းပြီးတော့ဒီကျွန်တော်တို့လူအခြေခံလူဆန်းသားကိုပြောလို့မရဘူးအဲကျွန်တော်တို့မှာကအဲ့ဒီကျောင်းသွားဖို့ဥပမာအဖြစ်နိုင်ငံတော်စီမံဥပဒေကောင်စီဥက္ကဋ္ဌကပြောတယ် ပညာတတ်တွေပေါ်များလာရမယ်ပညာတတ်တွေပေါ်များလာပညာတတ်တွေပေါ်ပြလာရမယ်ဆိုတဲ့နိုင်ငံတော်စီမံအုပ်စုရေးကောင်စီဥက္ကရာရဲ့စကားနဲ့ပညာရေးဝန်ကြီးဌာနရဲ့စီမံဆောင်ရွက်ချက်တွေဟာလွဲအမှအခုကျွန်တော်တို့ကကိုရန်အောင်ဘူကနိုင်ငံတော်ကသာအလကားစနစ်လို့ပြောတာလေရွာတိုင်းရွာတိုင်းမှာအလဲတန်းကြောင်ဖွင့်ထားပေးပြီလားရွာတိုင်းရွာတိုင်းမှာအလဲတန်းကြောင်မရှိရင်ကျွန်တော်တို့က အဲ့ဒီရွာကနေဟဲ့ဒီရွာကိုသွားပြီးတော့အလဲရန်တက်ဖို့ကြတယ်ကြက်တနာကတက်အဲ့ဒီမှာမိဘတွေကနေတိုင်းထမင်းကြိုက်ထည့်ပေးရတာနေတိုင်းမုံမိုးပေးရတာဟာကြာတော့လာလာသုံးလောက်နေတော့ဟာရှုပ်ပါတယ်ဟာကြောင်းထွက်လိုက်ပါတော့ကျွန်တော်တို့ရွာတွေကပုံမှန်အားဖြင့်လေးတန်းနဲ့ကြောင်းပြီးတာလေးတန်းနဲ့ကြောင်းပြီးတာလေးတန်းအောင်ပြီးလဲလဲစင်းမျိုးနှုတ်ကောက်ဆိုင်ဘဲကြောင်းကျွဲကြောင်းကျွန်တော်အဲ့ဒီပညာကြီးဆောင်ပါလေးကိုဘဝအတွေ့အကြုံလေးတွေလည်းရေးခဲ့ပါ ဲ့တော့ပညာရေးဝန်ကြီးတို့ညွှန်မှုတို့ညွှန်ချုပ်တို့ရဲ့ level နဲ့ကျွန်တော်တို့အောက်ခြေလူတန်းစားဖို့တော့နိုင်ပြီးတော့ဒီပညာရေးစနစ်ကိုစီမံလို့မတင်တော့ကျွန်တော်တို့အောက်ခြေလူတန်းစားရဲ့အခြေအနေနဲ့အကန့်ညီတဲ့ပညာရေးစနစ်မျိုးအဲကျွန်တော်စီကအဲ့ဒီပညာရေးနဲ့ပတ်သက်လို့ဝေဖန်ရေးဆောင်မွားတွေပို့တဲ့ဆရာကအကောင်းဆုံးကမြန်မာပြည်လူထုနဲ့ဆယ်တန်းစနစ်ကအကောင်းဆုံးအဲ့တော့ကျွန်တော်တို့ကကုရန်ဆယ်တန်းပြကျွန်တော်တို့ကုရန်ဆယ်တန်းဖိစစ်တူကမစီတို့တင်လာရတယ်ပေါ့ ကျွန်တော်တို့လွတ်ကျက်တာဘာမှဒီအချိန်မှာဖိစစ်သဘောတရားတွေမေကမစီသဘောတရားတွေမေဘာမှမသိအခုကလေးတွေလည်းမသိဘာဖြစ်လို့လဲဒီအင်္ဂလိပ်စာနဲ့ကျွန်တော်တို့နဲ့က touch ဖြစ်မနေဘူးကျွန်တော်တို့ဒီနည်းပညာတွေကိုလည်းမြန်မာမှုပြုထားတာမရှိဘူးတရုတ်ဂျပန်အဲ့ဒီကမစီတို့ဖိစစ်တို့ဆိုတော့တရုတ်ဘာသာစကားနဲ့ဂျပန်ဘာသာစကားနဲ့တင်တာမဟုတ်တော့ကျွန်တော်ကကျွန်တော်ကိုယ်တိုင်လေ့လာဘူးလို့မဟုတ်ပါဘူးဒါကဒီလိုပဲနိုင်ငံတကာကို ညာရေးအခြေအနေတွေကိုလေ့လာနေတဲ့ဆရာတွေပြောပြလို့ဒီအခုကျွန်တော်တို့ကနှစ်ပေါင်းများစွာအင်္ဂလိပ်စာအုပ်ကလွန်မြောက်ခဲ့ပြီးဒီ physics တို့ chemistry တို့ဆိုတဲ့ပညာရပ်တွေကိုမြန်မာမှုမပြုနိုင်ဘူးအဲကျွန်တော်တို့အကြောင်းသူအကြောင်းသားတွေကိုရန်းဆယ်ရန်နေတစ်မြန်မာပေါ့ဗျာနေတစ်မြန်မာစာစီစာကုန်းရေးတာတော့အစီငေါ်မတည့်ဘူးဟုတ်လားအဲ့မှာဆယ်ရန်းမှာမြန်မာသား အတောက်တော့ဝင်တော့မှမြန်မာစာဂုံလူရတဲ့လူနေတယ်။ဘာဖြစ်လို့လဲအဲ့ဒီစာစီစာကုန်းမှာအဆင်မပြေလို့။ကို့မြန်မာစာကိုတော့မှပဲစာစီစာကုန်းအဆင်ပြေချောမွေအောင်မရေးနိုင်တဲ့အကြောင်းသားအကြောင်းလူတွေကိုအဲ့ဒီမှာ အင်္ဂလိပ် letter essay တွေရေးခိုင်းအလွတ်ကျက်ပြီးရေးတာကျွန်တော်တို့ကုန်းလေ level ကိုလေသူ့ level နဲ့သူကိုင်အောင်ပြောတာပါ။ပညာရက်တွေကိုအင်္ဂလိပ်လိုတွေတင်တယ်ကျွန်တော်တို့က10ရက်ပြီးတော့အဲ့ဒါတွေက ပြီးတော့ဟောတက္ကသိုလ်လာတယ်တက္ကသိုလ်လာတော့လည်းဟိုဟာဒီပါညာပညာရပ်ဒီအင်္ဂလိပ်လူတွေပဲတင်ကျွန်တော်တို့ခေါင်းထဲမှာဘာမှကြံမနေခဲ့တကယ်ဖြစ်တဲ့တာကပညာရပ်ဒီမြန်မာမှုပြုထားရင်ကျွန်တော်တို့ခေါင်းထဲမှာကြံနေမယ်ပြန်ပြီးတော့လက်တွေစမ်းသပ်အသုံးချနိုင်မယ်အခုကအင်္ဂလိပ်စာလို့အင်္ဂလိပ်လို့ပြန်ဖတ်ရမှာအဲအင်္ဂလိပ်စာကိုစီငေါ်ဘာသာပြန်နေတာနဲ့ကျွန်တော်တို့ကလုံးလုံးလို့မရတော့အခြေအနေလေးကိုကျွန်တော်ပြောပြတာ အဲ့တော့ဒီအခုကျောင်းသားကျောင်းသူတွေကိုဆောင်မွေးပဲပြန်ပြေခိုင်းမယ်ဆိုတာကသူတို့ရဲ့အရေးချင်းမှန်ကိုသိကျင်လို့လားအသူတို့ကိုအရေးချင်းမှန်ကိုမသိရဘဲနဲ့အကုန်လုံးအောင်ပေးလိုက်လို့ဖြစ်မလားအဲဒီလိုဆိုတော့ကျောင်းတွင်းမှာအရေးချင်းစစ်ဆောင်မွေးပွဲပြေခဲ့ကျောင်းတိုင်းကျောင်းတိုင်းကဆရာဆရာမတွေကသူတို့အခန်းကျောင်းသားကျောင်းသူဘယ်သူမှဘယ်အဆင့်ရှိတယ်ဆိုတော့သိတယ် ီဆောင်မေးပွဲကြီးမတိုင်ခင်မှာလဲကြောင်းတွင်းစစ်ဆိုပြီးတော့စစ်ခဲ့ရတာတကြိမ်ရှိသေးတယ်။အဲ့ဒါတွေကအရေးချင်းနေပေါ်ပြီးသားအဲ့ဒီကြောင်းတွင်းစစ်မှာလဲကူကနောက်ဆုံးကြောင်းတွင်းစစ်မှာလဲကူကအရေးချင်းကပေါ်ပြီးသားအဲ့ဒီနောက်ဆုံးကြောင်းတွင်းစစ်ဆောင်မေးပွဲမှာအချို့ကြောင်းသားကြောင်းလူတွေကစာမေးပွဲဝင်ရောက်ဖြည့်ဆူပါတယ်ဆိုတဲ့အတိအမှတ်ပြုမှုလေးရဖို့ဒီစပွဲမှာစာပြေစပွဲမှာလာထိုင်သူတို့စနေတန်းတက်ခဲ့ပါတယ်ဆိုတဲ့လက်မှတ်ကလေးရဖို့ တောင်းလို့အဲ့အဲ့အဲ့ဒီကလေးကမဖြေတဲ့သူကမဖြေတော့ဘူးမဖြေနိုင်မှန်းသိတဲ့သူကမဖြေတော့ဘူးဒါမဲ့သူတို့အဲ့ဆန်တန်းတက်ခဲ့ပါတယ်ဆိုတော့လက်မှတ်ကလေးရဖို့ဒါတက်ကြအဲကျွန်တော်ညီကိုယ်တိုင်ဒီနေ့ဆန်တန်းဖြေထားတာဖြစ်တဲ့အတွက်ကျွန်တော်အတိမဖြေတော့ဘူးလေအဲ့လာထိုင်နေကြတယ်ပြီးရင်မလုပ်မလဲသူတို့ဆန်တန်းတက်ခဲ့တယ်ဆိုတော့လက်မှတ်ရအောင်အဲကျွန်တော်ညီဖြေတယ်ဆံမှုပဲဒီကြောင်းနေစစ်မှာလဲအောင်းဆုံးဖြေခဲ့တယ်နောက်ဆုံးဆံမှုပဲမှာလဲ အင်္ဂလိပ်စာတရတော့နီးတန်ကြရတယ်ပေါ့ဗျာကျန်တဲ့ရက်တွေတော့ချိုးချိုးချူချူဖြစ်တယ်ဒါကထားပါဆရာမတွေတီးတယ်ဆရာဆရာမတွေကျွန်တော်ကမဖြစ်တင်ဘူးဆိုတာကအခုငလျင်ပြီးမှဒီဝဏ္ဏမိသားစုတွေရဲ့တာသမီတွေဆိုမပါသွားဘူးလို့မပြောနိုင်ဘူးအဲ့အဲ့မပါသွားခဲ့ရင်တော့မအတူတူရဲ့မိသားစုဝင်တူအတိဒုက္ခရောက်တယ်အဲ့တော့ဆာမီကွဲပြန်ဆိုရမယ်ပြန်ဖြေရမယ်ချင်း9လပိုင်း20ရက်နေဆိုရင်အခုသူတို့တွေက ယာယီတဲမှာနေနေရတဲ့အခြေအနေပဲရှိတယ်။အဲ့ဒီလိုအတ္တိဒုက္ခတွေနဲ့နေနေရတဲ့ကျောင်းသူကျောင်းသားတွေကျောင်းသားမိဘတွေဒီဆောင်မင်းပွဲဖြေဆိုဖို့ပြန်ပြီးတော့ခေါ်မယ်ဆိုတော့ဖြစ်တင်တလားအဲကျွန်တော်ကဒါပါပဲကျွန်တော်ရဲ့ရှုထောင့်ကတော့မဖြစ်တင်ပါဘူးဗျာဒီကလေးတွေဒီကျောင်းသားကျောင်းသူတွေရဲ့အရေးချင်းတွေကအဖြေပေါ်နေပြီးသားပါအဖြေရှိနေပြီးသားပါအဲ့ဒီအဖြေကိုမယူဘဲနဲ့ ဒီအကြောင်းသူအကြောင်းသားတွေအတိဒုက္ခရောက်နေတာကိုထပ်ပြီးတော့အတိဒုက္ခရောက်အောင်လုပ်တဲ့လုပ်ရဟာတော့ကျွန်တော်အမြင်ကတော့မတင်လျော်ပါဘူးခင်ဗျာတင်လျော်ပါတယ်လို့မြင်နေတူလေရှိကောင်းရှိပါလိမ့်မယ်ကျွန်တော်အမြင်ကတော့မတင်လျော်ပါဘူးလို့ပြောတာပါနိုင်ငံတော်အကြီးအကဲများရောပညာရေးဆိုင်ရာတာဝန်ရှိသူများရောနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များရောဒီကြောက်လို့ဝင်တဲ့ចောင်းသားចောင်းသူတွေကိုဆံမွေးပဲပြန်ဖြည့်ဆို့ခိုင်းခဲ့မယ်ဆိုရင်မိမိတို့ကိုယ်တိုင်ပြန်ပြီးတော့ဖြစ်တဲ့လားမဖြစ်တဲ့လားဆိုတာလေးကို ပြန်ပြီးတော့စဉ်းစားပြီးတော့မူနိုင်ကြပါစေဒါလေးကိုဆွေးနွေးတင်ပြပါရစေဒီကနေ့မနက်အစောပိုင်းမှာတော့အနှိဋ္ဌာယုံတရင်ဒီညောင်မျိုးနဲ့ငတ်တယောက်မျိုးနဲ့ခွဲတဲ့ကငတ်တယောက်မျိုးနဲ့ပါပေါ့ဗျာဈေးနေဖြစ်တယ်ဈေးနေဖြစ်တဲ့အခါကျတော့ဈေးတွေဒီနဲ့စီစီကားကားဖြစ်တယ်အဲ့ဒီဈေးနေမှာဆိုရင်ဗရတ်တွေကဈေးတက်တက်ဝယ်တယ်ဒီနေ့ဈေးတက်ဝယ်တဲ့ဗရတ်တွေကယူယူတက်ဝယ်တာမဟုတ်ဘူးအဲ့မှာလူတွေကတနက်ဖောက်ဝယ်လာပြီးတော့ဈေးဝင်ဝယ်တယ်ဗကြီးခွဲသွားတယ်ပေါ့ဗျာ ်မကြီးခွဲသွားရုံနဲ့မဟုတ်ဘူးအဲ့ဒီမှာမတရားမျိုးပေါ်ကပြည်ခံမျိုးပါတီဝင်တဦးကိုလည်းတတ်သွားသေးတယ်အဲ့ဒီလိုအခြေအနေဖြစ်တယ်ဗျာမကြခဏမကြခဏဆိုဆိုလို့အဲ့ဒီလိုတွေဖြစ်နေတယ်ဒါကလည်းတားဆီးနိုင်ခြင်းဟန်တားနိုင်ခြင်းမရှိဘူးအကြံဖတ်သမားကိုလည်းနေနေနိုင်ခြင်းမရှိဘူးအကြံဖတ်သမားတက်လို့တည်ခဲ့ရတဲ့သူတွေအတွက်လည်းတရားမျှတမှုဆိုတာကိုမဖော်ဆောင်ပေးနိုင်ဘူးအဲ့တော့ကျွန်တော်တို့ကဆက်ရမှာပေါ့ဗျာ ဆက်ရမှာဆိုတော့တင်းငင်အေးချမ်းမှုကိုလူလာတဲ့တည်သူတွေအတွက်ဥပဒေစိုးမိုးရေးဆိုတော့ပမာလဲအာအကြံဖတ်သမားတွေကရုံမှာရိုင်းဆိုင်နေတာငါတို့ကဘယ်လိုတန်းနိုင်မှာလဲလို့နေအဲ့ဒါဆိုရင်ဒီဒေတာဒီနေရာအတွက်တင်းငင်အေးချမ်းရေးတရားဥပဒေစိုးမိုးရေးအတွက်လုပ်နေပါတယ်ဆိုတာကအထိပယ်ရှိပါတော့မလားတာဝန်ရှိသူများပြန်ပြီးတော့စဉ်းစားပြီးနိုင်ကြပါစင်စားပြနိုင်ကြပါစေဒီဂျမ်ဖာသမားရဲ့တက်ဖြတ်မှုကြောင့် ကျင်ကျင်အခါအခါမကြောက်ခဏအတည်နေရတာလေပြတ်တင်ပြကြပါဦးဗျာဒီကနေ့ညတော့ဒီလောက်ပဲဆွေးနွေးတင်ပြရင်ဒီကုန်းချုပ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်